ဟာလာလုယာဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အွန်လိုင်းကခေါ်ယူနေတဲ့မိဘညီကိုမောင်တို့မများဘုရားခင်နှုတ်ကပတ်တော်နဲ့အတ္တတာမှာတိဆောက်ခြင်းရှိဖို့ရန်အတွက်ခဏလေးဆုတောင်းဆက်ကြရအောင်မြတ်တာတော်ရှင်ဘုရားကိုယ်တော်ကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ရဲ့အတ္တတာကိုတိဆောက်နိုင်ပါမိအကြောင်းဝိညာဉ်တော်သည်ကျွန်တော်တို့ကိုမဆပါကျေးဇူးပြုတော်မူပါဖွင့်ပြအလင်းပေးတော်မူပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါれဖဖျာအာမင်ဒီကနေ့လောကကြီးမှာဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်ရင တရားတယ်မတရားဘူးစုံနေတာပဲအခြေအနေတွေကမျိုးမျိုးပဲသူမှန်နေငါမှန်နေနဲ့ဘာဖြစ်လို့ငါမတရားခံရတာလဲဖယားသခင်မမြင်ဘူးလားငါဖယားစကားနားထောင်တာပဲအမျိုးမျိုးကြုံရတယ်ကျွန်တော်ပြောမယ်ဖယားဟာတရားတော်မင်းဖြစ်တယ်စစ်မှန်တဲ့ဖယားဖြစ်တယ်တရားသူကြီးဖြစ်တယ်ဘယ်တော့မှသင်ပွားကိုမတရားမခံရစေဘူးအာမင်ချက်ချင်းတော့ခံရတဲ့အရာကိုနားမလဲဘူးတိုးတော့အချိန်တန်ရင်နားလဲလာလိမ့်မယ် ဒီနေ့ဒဏ်ရမနှက်ပြင်တတ်သိခံစရာဖြစ်လာမယ်ဟာလေလုယာတညတော့နေကြော်ဖြတ်လိုက်အောင်ဒဏ်ရနဲ့မနှက်ပြင်ကြရင်တတ်သိခံစရာဖြစ်လာမယ်အာမင်ကပ္ပဦးကျမ်း38ကနေကပ္ပဦးကျမ်း45အထိကြည့်အောင်ကပ္ပဦးကျမ်း38ရောက်တော့ယောသက်ကအသက်18နှစ်ဖြစ်တယ်သူအဖေလောက်တဲ့လူယာကုတ်ကအိုးယောသက်ကိုချစ်သူအသက်ကြီးမှရတယ်ခလေးဆိုတော့ချစ်တယ်အင်ကြီးလှလားလေးချုပ်ပေးတယ် ရောင်စုံအင်ကြီးလေးဆိုတော့ဒီရောင်စုံအင်ကြီးလေးသူ့ကိုချုပ်ပေးတော့သူလည်းပျော်တာပေါ့တတရတော့အဖေလုတ်တဲ့လူကပြောတယ်ရော့တက်ရေနေ့ကိုယ်တွေတိုးချောင်းနေသွားကြည့်လိုက်ချိန်နေလေးပါလေသွားမေးနော်မုတ်လေးပါလေသွားပို့ပေါ့လေပြောခြင်းနဲ့အတိတ်ပဲဟာဒါနဲ့ရော့တက်ကသွားရောသွားကြည့်တဲ့အခါမှာအဲ့ဒီရှေခင်မြို့ရောက်တော့သူ့ကိုယ်တွေမရှိဘူးဟာဘယ်ရောက်သွားလဲအဲ့ဒီမှာတရင်တစ်ခုရတယ်ဟာ တိုးကြောက်တဲ့လူတွေလာတယ်ဒေါတန်ကိုတွားရအောင်လို့ပြောတာငါတို့ကြားတယ်ကဘာဦးကျန်38အငယ်16မှာထိုသူကဤအရက်မှထွက်သွားပြီဒေါတန်မျိုးတို့တွားကြဆိုဟုသူတို့ပြောတဲ့ကိုကျွန်ုပ်ကြားခဲ့ပြီဆို၏ရှေခင်မှာမရှိဘူးဒါနဲ့ယောသက်ကအဲ့ဒီရှေခင်ကနေဒေါတန်ကိုလိုက်သွားရောလိုက်သွားတော့ဒေါတန်ရောက်တော့အကိုရီးယားသူအရင်တွေ့လောင်ပြောင်တဲ့စကားနဲ့ပြောတယ်ဟိုမှာအိမ်မက်ဆရာလာပြီသူ့ကိုဖမ်း ပြီးတော့အင်ကြီးဆွဲချော့ရေမရှိသွေးချောက်တဲ့တွင်းနဲ့ပြစ်ချအိုးရောသက်ကလေးကလေတွင်းနဲ့ပြုတ်ကြသွားရောသူတို့ပြစ်ချလိုက်တာဟုတ်အောက်ကြတော့အတိဘယ်ကသူ့အတူရေငတ်ပြီးသေပါစေပေါ့ပြောကျင်တာအဲ့အင်ကြီးကိုကြတော့တရိတ်ဆန်ကိုတတ်သွေးကိုတုတ်တရိတ်ဆန်သွေးနဲ့ပြီးမှအဖေလောက်တဲ့ယာကုတ်စီပုတ်လိုက်အတိဘယ်ကအဖေကအော်ငါသားလေးအင်ကြီးသွေးတွေနဲ့တော်ရဲမှာတရိတ်ဆန်ကောင်းကောင်းကြိုက်တတ်လိုက်ပြီးထင်းနေခန်းစားပြီးဟိုကငိုရောအကိုရေကတော့ သူကသူသေးပါစေဆိုထားတဲ့သဘောမကြိုက်ဘူးလေမကျေနပ်ဘူးရောသက်ဘဝအသက်16နှစ်တနာပါတယ်ဘယ်လောက်ခံစားမလဲခြေကွင်းမှာခဏနေတော့အဲ့ဘေးနားကနေမိဒံကုံတွေတွေဖြတ်သွားတယ်မိဒံကုံတွေတွေကအီဂျစ်ပြည်သွားမှာအဂုတုသွားမှာအာဒီလူဟလာရောသက်ကလေးကိုထုတ်ပြီးတော့ရောင်းလိုက်ရင်ပတ်စာ20ရတယ်သူတို့ရောင်းလိုက်ရောင်းလဲရောင်းပြီးတော့အကိုတွေခွဲယူမှာပေါ့လေဒါကတော့ ပြီးတော့အယောသက်ကလေးကမိရံကုံတရီနဲ့ပါသွားရောပါသွားတော့ဟိုးပေါတိဖာစီရောက်သွားတယ်အေဂုတုအဲ့ဒီတလန်းလုံးလဲဒုက္ခရောက်တယ်ဗျာယောသက်ကလေဘလောက်တနာစရာကောင်းလဲအီဂျစ်ပြည်သွားတဲ့လမ်းဆိုတာလေသွားဘူးတဲ့လူသိလိုက်မြင်နေတာပူတာချစ်ချစ်တောက်နေပူတာအရိတ်တစ်ခုမှမရှိဖုံနေကြီးပဲတလန်းလုံးအီဂျစ်သွားကြည့်လေတိမာပေါ့တလန်းလုံးဖုံလေအပေမှမရှိတာတလောက်ပူလောင်နေတာဘလို့သွားမလဲ အဲ့ကြားထဲမှာအေးစစ်စစ်မသွားရဘူးယောသက်ကဘလို့သွားရတယ်ထင်လဲတရား၅ခုမြောက်သောစာလံအပိုက်ငယ်၁၈ကိုဖတ်ပါမယ်ကျွန်ဖြစ်စေဖို့အယောက်ခံရသောယောသက်ကိုသူတို့ရှေ့မှာဆေလွတ်တော်မူ၏သူကိုခြေချင်းခတ်၍တန်နှင့်ညင်းဆဲကြ၏ကြည်စားအဲ့ဒီခရီးစဉ်ဟာယောသက်တို့ဘာဖြစ်လဲအိုးတခါတည်းခြေချင်းခတ်ပြီးခေါ်သွားတာအဲ့ဒီအေဂုတုခရီးဆိုတာနော်လိုင်းကားနဲ့သွားတာမဟုတ်ဘူး ခြေချင်းခက်ပြီးခေါ်သွားတာတန်နဲ့တလားလုံးညင်းဆဲသွားတာတွေ့လားအသက်16နှစ်ရွယ်ကောင်လေးခြေချင်းခက်ပြီးခေါ်သွားတယ်လမ်းမှာလည်းညင်းဆဲတယ်ဘလောက်ကြေကွဲမလဲစဉ်းစားကြည့်ပါအဲ့ဒီကနေပြီးတော့အဲ့ဒီရောသက်ပဲရောက်သွားလေအေဂုတုပြည်ဖာရောပြည်ရဲ့အမတ်တယောက်ရဲ့အိမ်မှာရောင်းစားခံလိုက်ရတယ်ကဘာဦးကျန်း39အပိုက်ငယ်1ဣရှမေလလူတို့ဒီရောသက်ကိုစောင်းသွား၍ အဂရုပြည်သို့ရောက်သောအခါအဂုတုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုရံတော်မူပေါတိဘာထံမှရောင်းကြ၏ယောသကလေးပေါတိဘာစီရောက်သွားအဲ့ဒီအိမ်မှာကျွန်သွားဖြစ်တယ်ဘလောက်တနာဖို့ကောင်းလဲအဖေနဲ့ဝေးတယ်အဝိစာဆွဲပြဲခံရတယ်ရောင်းစားခံရတယ်တလန်းလုံးခြေချင်းခတ်တယ်တာနဲ့ညင်းဆဲခံရတယ် အေဂူတူရောက်တော့သူများကြီးမှာကျွန်အဖြစ်နဲ့ရောက်စားခံရတယ်။အဲ့ဒီမှာလဲဖျားပေါ်မှာတစ္ဆာရှိပါတယ်။ဒဏ်ရာတွေနော်ဒဏ်ရာတွေရောသက်ရဲ့နှလုံးမှာဒဏ်ရာတွေသူ့ဘဝသူ့ပေါ်မှာဘသူကောင်းတော့အားလုံးကဒဏ်ရာပေးသွားတာပဲဝေဒနာပေးသွားတာပဲအဲ့ဒီအိမ်မှာနေရင်တခင်ကခရီးထွက်တခင်မှကြံခဲ့ ရောသက်အဲ့ဒီမှာနေရင်တခင်မှက ရောသက်ကိုလှည့်ပြား ငါနဲ့လာအိပ်ပါယောသကမအိပ်ဘူးငါဖះကြောက်တယ်တဲ့မအိပ်ဘူးမအိပ်တဲ့အတွက်နောက်ဆုံးတခင်မကသူ့ဝက်လုံကင်ထားတယ်ယောသနဲ့ငါနဲ့အိပ်တနေ့ယောသကဝက်လုံဆွဲချွတ်ပြီးကိုဝက်လုံကိုဆွဲချွတ်ပြီးထွက်ပြေးသွားတယ်တခင်မလက်ထဲမှာယောသဝက်လုံကြံခဲ့တခင်ပြန်လာတော့ဟဲ့ဒီမှာနေထားခဲ့တဲ့ဂျွန်ငါမယိုမသေးလို့မလို့ကြီးစက်ဒီမှာသူတတ်တယ်တွေ့လားသူ့ဝက်လုံကြံခဲ့တယ်ငါအော်လို့ပြေးသွားတာဝက်လုံကြီးကြံခဲ့ဒါနဲ့တခင်ကတခါတည်းယောသကိုမလုပ်လဲ ထောင်ထဲထဲပလိုက်ကောအဲ့ဒါနဲ့ယောသက်ကထောင်ထဲရောက်သွားတယ်ဗျာကဘာဦးကျန်39အပိုင်ငယ်1920ကိုတော်ဤကျွန်သည်အကြံနှုတ်၌ဤတို့ပြုခဲ့ပြီဟုမယားပြောသောစကားကိုတခင်ကြားလင်ယောသက်ကိုအမျက်ထွက်၍ခေါ်ပြီးမှရှင်ဘရင်ချုပ်ထားသောသူတို့နေရာထောင်ထဲမှလှောင်ထားသဖြင့်ယောသက်သည်ထောင်ထဲမှနေရဤထောင်ကြသွားပါလေယောသက်ဘလောက်ကြေကွဲမလဲ ကျော်တက်ဘောကအဲ့ဒီမှာနေရင်နဲ့အဲ့ဒီမှာဝင်ကြီးနှစ်ယောက်လဲထောင်ကြကျော်တက်ကအဲ့ဒီဝင်ကြီးနှစ်ယောက်ကိုပြုစုရတရေကြတော့ဝင်ကြီးနှစ်ယောက်မျက်နှာမလောက်အဲ့ဘာဖြစ်တာလဲနေလို့ကျမ်းမာရဲ့သားနဲ့မျက်နှာမကောင်းပါလားဝင်ကြီးနှစ်ယောက်ကပြောတယ်အေးငါတို့အိမ်မက်မက်တယ်ဟဲ့အတိတ်ပဲလဲမသိဘူးပြောလေငါရှင်းပြဒါနဲ့ဟိုကအိမ်မက်ကိုပြောတော့ကျော်တက်ကရှင်းပြလိုက်အေးနေရဲ့အိမ်မက်အရဆိုနေမကြခင်ထောင်ကလွတ်မယ် လွတ်ပြီးတော့မှအရင်ယာဓုပြန်ရမယ်ဆိုတော့ဖလားတော်ဝင်ကိုပြောလိုက်။အိုးဒါနဲ့ဖလားတော်ဝင်လည်းပျော်သွား။ပျော်သွားပြီးတဲ့အခါကျတော့ကဲစားတော်ဝင်ကငါအိမ်မလဲပြော့ပါအောင်။ဒါနဲ့ယောသက်ကအေးစားတော်ဝင်နေအိမ်မအရဆိုနေမကြခင်သေမယ်။ပြောတဲ့အတိုင်းပဲအဲ့ဒီစားတော်ဝင်လေးအသက်ခံလိုက်ရတယ်ဗျမကြောက်ဘူး။ဖလားတော်ဝင်လည်းတကယ်ပဲယောသက်အိမ်မအနတ်တိတ်ပဲဖွင့်နေအတိုင်းလေးထောင်ကလွတ်သွားတယ်အရင်ယာဓုပြန်ရတယ်။ယောသက်ကမာလိုက်သေးတယ်နေအပြေရောက်လို့ယာဓုရရင် အော်ငါဓမ္မဒုက္ခရောက်နေတာနင်လည်းဘယင်ကိုနည်းနည်းပါပါပြောပြငါအချင်းနေလေးလဲလာကူညီပါအောင်မှားလိုက်တာပေါ့လေငါ့ကိုမမေ့နဲ့ပေါ့ပြောချင်တဲ့အတိတ်ပဲကဒါပေမဲ့လေနှစ်နှစ်လုံးလုံးမေ့တယ်ဗျာကြည်စမ်းကဘာဦးကျ41အငယ်1မှာနှစ်နှစ်လွန်တော့အခါတဲ့မေ့တာနှစ်နှစ်ကြာသွားတယ်မေ့သွားတာရောတက်ကိုအချင်းနေမကောင်းတော့တော့သတိရကိုလဲအချင်းနေကောင်းအောင်မေ့သွားကိုကူညီခဲ့တဲ့လူတွေဖြစ်တတ်တယ်နော်မေ့သွားတော့ရောတက်မှာဒဏ်ရာ အဖေနဲ့ဝေးတဲ့ဒန်းရာအကိုတွေပေးတဲ့ဒန်းရာမိရကုံတဲ့တွေတန်နဲ့ညှင်းဆဲခဲ့တဲ့ဒန်းရာပေါတိပါအိမ်မှာနေပြီးတော့တစ္ဆာရှိတော်လဲထောင်ကြခဲ့တဲ့ဒန်းရာထောင်ထဲမှာဖလားတော်ဝင်နဲ့စားတော်ဝင်ကိုပြုစုခဲ့တယ်။ဒါပေမဲ့အဲ့ဖလားတော်ဝင်ကထွက်သွားတဲ့ခါမှာသူ့ကိုသတိမရဘူး။သတိမရနေပေါ့ဗျာ။ဒါနဲ့ဖလားတော်ဝင်လည်းပျော်ပျော်ပါပါပေါ့အရာတူးတွေနဲ့ဟလားတရက်ကြတော့ အဲ့ဒီအကုတုဘီအိမ်မက်မက်ကောအမလေးအိမ်မက်ကလည်းကြောက်เสียကြီးဘယ်လိုလုပ်မလဲဒုက္ခပါပဲဟာလန့်နိုးသွားဖရဖရဘယ်လိုလုပ်မလဲကြောက်เสียကြီးပြန်အိတ်ပို့ပြန်မတ်တဲ့အိမ်မက်ကပိုးကြောက်เสียကောင်းတယ်ဟောဘယ်နဲ့လုပ်ဒုတိယအိမ်မက်ကပြန်မအိတ်တော့တိုင်းပြည်မှာရှိတဲ့ဝင်ကြီးတွေကိုခေါ်တယ်ခေါ်ပြီးမှအိမ်ငါအိမ်မက်မတ်တယ်အရိပဲပါလဲပြောပြအောင်ငါရမ်းကြောက်တယ်ဒါနဲ့ဝင်ကြီးတွေကကဲကောက်ပြီးအရှင်ကြီးအိမ်မက်ကိုပြောကျွန်တော်တို့ရှင်းပြမယ် ဘယင်ကမရဘူးတဲ့အိမ်မက်လည်းမပြောဘူးတဲ့အိမ်မက်လည်းမင်းတို့ပြောအတိတ်ပဲလဲပြောတယ်။ဟာဟုတ်ပဲပြောတတ်မလဲ။အေးမပြောနိုင်ရင်မင်းတို့အားလုံးကိုဒါခမယ်။အကုန်ဒုက္ခရောက်တာ။ဟာအဲ့ချိန်ကြမှာလေ။အခုနဖလားတော်ဝင်လေ။တတိယပြီထောင်ထဲရရောတက်ကိုအရှင်မင်းကြီးကျွန်တော်ထောင်ကြတော့ထောင်ထဲမှာလေအိမ်မက်ကိုဘာသာပြန်ပေးတဲ့ရောတက်ဆိုတဲ့ဂျူးကလေးတယောက်ရှိတယ်။ကိုတော့အိမ်မက်လည်းသူ့ကိုပြောရင်တော့ तू ပြောနိုင်မယ်ထင်တယ်။ဒါနဲ့ဘယင်အမိတ်နဲ့တခါတဲ့ထောင်ထဲရနေ။ ယောသက်ကိုထုတ်လာယောသက်ရောက်လာတော့ဘုရင်ကကဲငါအိမ်မက်ကိုပြော့အတိတ်ပဲလဲပြော့ဒါနဲ့ယောသက်ကကျွန်တော်ဆူတောင်းပါမယ်တဲ့ဖယားသခင်ကတော့အဖြေပေးမှာပါဆုလဲတောင်းပြီးတော့ဖယားသခင်စီကအဖြေရအဖြေရတာနဲ့ယောသက်ကအရှင်မင်းကြီးကိုအိမ်မက်နဲ့အိမ်မက်ရဲ့အတိတ်ပဲရှင်းပြလိုက်အရှင်မင်းကြီးအိမ်မက်ကဒါမဟုတ်လားဘယင်အောင်အော်လို့အိုးအောင်အော်တာနေတော်တော်မှန်တာပဲငါအိမ်မက်ကိုနေပေါ်ပြနိုင်နေကဲအတိတ်ပဲလဲလောက်ပါအောင် ဒါနဲ့ယောသက်ကရှင်းပြတယ်အရှင်မင်းကြီးအရှင်မင်းကြီးရဲ့အိမ်မက်အရာဆိုရင်လေတိုင်းပြည်က9နှစ်အစာပေါ်မယ်ပြီးသွားရင်နောက်9နှစ်အစာခေါင်းပါမယ်ခေါင်းပါတဲ့အခါကျရင်လေရစရာမရှိအောင်ဖြစ်မယ်တိုင်းပြည်တပြည်လုံးပြတ်သွားလိမ့်မယ်အဲ့တော့ဘာလုပ်ရမလဲပထမခေါင်းပါတဲ့9နှစ်မှာဂေါတော်အကြီးကြီးတွေစောက်စောက်ပြီးအဲ့ဒီပေါ်တဲ့အစာတွေအားလုံးကိုတခါတည်းထည့်ထားပြီးမှခေါင်းပါတဲ့အချိန်ရောက်လာရင် အရင်တော့ကိုတော်နဲ့အစာတွေကိုပြန်ထုတ်နည်းနည်းပါးပါးပြန်သူတို့ကိုကျွေးလိုက်ဒါဆိုတိုင်းပြည်ကမပြတ်တော့ဘူးအတိတ်ပြာဒါပဲအစာပေါ်တဲ့အခါမှာမဖြုံးနဲ့ကိုတော်စောက်ထဲ့ထားခေါင်းပါတဲ့အခါမှာပြန်ထုတ်ပြီးတိုင်းသူပြည်သားကိုဝေပြီးကျွေးဒါဆိုတိုင်းပြည်မပြတ်တော့ဘူးချက်ချင်းပဲဘရင်ကမလုပ်လေတော်တယ်ကွာရောသက်မင်းမပြန်နဲ့တော့ထောင်းနေလာဒီမှာဒုတိယဘရင်လုံးကဘာဦးကျန်း41အပိုက်ငယ်40ကနေ45အထိ တခါတည်းသူ့ကိုဘယင်စီးတဲ့မြဲပေါ်တင်လိုက်တယ်။အိုးတခါတည်းဘယင်ဝက်လဝက်ပေးလိုက်တယ်။လက်စွပ်ပေးလိုက်တယ်။ဆလွယ်ပေးလိုက်တယ်။အိုးသူဒုတိယဘယင်ဖြစ်သွားတယ်။ပိတ်ချောတွေပါတွေဝက်ပြီးတော့မှကြေးစမ်းဆိုဖယားကချင်းမြောက်သွားတယ်မဟုတ်ဘူးလား။သူတွေကဒဏ်ရာတွေဒီနေ့ချင်းမွှန်းစရာဖြစ်လာပြီ။ဒီမှာသူဘယင်ဖြစ်တဲ့အချိန်မှာယောသက်ရဲ့အကိုတွေနေတဲ့နေရာမှာအစာခေါင်းပါတယ်။စာခေါင်းပါတော့ယောသက်ဖေကအကိုတွေကိုပြောတယ်သွား အဂုတုမှာစာပေါ်တဲ့ကြားတဲ့သွားဝဲအကိုတွေရောက်လာတယ်ဒီကြားတော့မှယောသက်ကဘယင်ဖြစ်ဘယင်ဖြစ်နေတော့ပြောမယ်ဆိုရင်တော့တော်တော်ပြောရင်တော့သူတို့အံ့ဩသွားတယ်ဟဲငါတို့ရောင်းစားခဲ့တဲ့ညီလေးအင်ကြီးဆွဲချုပ်ပြီးတွင်းနဲ့ပြစ်ချခဲ့တဲ့ညီလေးဟာဒီမှာဘယင်ဖြစ်နေပြီငါတို့တော့သူပြန်တွေ့ရင်တော့ဒုက္ခပဲအရန်ကြောက်နေတယ်အဲ့ဒီအချိန်မှာယောသက်ပြန်ပြောတဲ့စကားသိပ်ကောင်းတာပဲကပ္ပဦးကျမ်း55အပိုက်ငယ်9 တို့ရတွေတင်တော့ဒီကျွန်ုပ်ကိုဤရက်တို့ရောင်းလိုက်မိတော့ကြောင့်စိတ်မညှိုးငယ်ကြနဲ့ကိုကိုအမျက်မထွက်ကြနဲ့အကြောင်းမူကားဖရာသခင်သည်လူတို့အသက်ကိုစောက်မှခြင်းကတင်တို့ရှိမှကျွန်ုပ်ကိုစေလွတ်တော်မူပြီဟာလေလုယာရောသက်သက်သေးခံပြီမင်းတို့ငါ့ကိုရောင်းလိုက်လို့စိတ်တက်မကြနဲ့စိတ်မဆိုးကြနဲ့တယောက်နဲ့တယောက်လည်းအငင်းခုံမလောက်ကြနဲ့ဖရာကတဲ့မင်းတို့တရက်ကြငတ်ပြီးသေမယ်ဆိုတာကြိုတိတဲ့အတွက်မင်းတို့ရှေ့ကနေငါ့ကိုဒီတိုင်းပြည်ကိုလွတ်ပြီးတော့ ဒီမှာငါ့ကိုဘယင်လှုပ်ထားခိုင်းတာဒီမှာအစာကျွယ်ဝတယ်မင်းတို့ကိုပြန်ကျွေးဖို့ဖြစ်တယ်ယောသက်ပြန်တတ်သိခံပြီတစ်ချိန်ကသူတို့ပေးတဲ့ဒဏ်ရာနဲ့ဒီကနေ့ယောသက်ဟာတတ်သိခံစရာဖြစ်လာတယ်ဟာလေလုယာနှလုံးသားမှန်ပါစေ ချစ်တော်ကြီးကိုမောင်တို့မတစ်ချိန်ကလူတွေပေးတဲ့ဒဏ်ရာဟာခမည်းအတွက်တတ်သိခံစရာဖြစ်လာမယ်အာမင်လုံးဝစိတ်တမကြနဲ့လုံးဝစိတ်မပြတ်နဲ့ဖခင်သခင်နဲ့တွားပါဒဏ်ရာရှိမယ်တေချာကြည့် တည့်ရက်တတ်သိခံစရာဖြစ်လာမယ်ယောတည့်ရက်ဒဏ်ရာတတ်သိခံစရာဖြစ်လာတယ်မဟုတ်ဘူးလားဒီနေ့သင်စီမရထားတဲ့ဒဏ်ရာတတ်သိခံစရာဖြစ်လာမယ်ဆိုတာလေးကိုဝင်ငှလိုက်ရပါတယ်အယောက်တိုင်းရဲ့အသက်တာဒဏ်ရာကိုကြီးရခံစားနေရရင်အသက်တာကိုစက်ကပ်ဖို့ရှိတဲ့နေရာမှာမတ်တရရအောင်အဖာကိုတော့ကိုယေရှုတင်တယ်အသက်တာတည်တည်ကိုအနှံနဲ့အဖာဝိညာဉ်တော်ဘုရားကိုတော့မဆပါယေရှုပြုတော်မူပါ ဖယားရှင်ကျွန်တော်ရဲ့အသက်တာကိုအနှံနေဒီနေ့ကျွန်တော်မဆာအယောက်တိုင်းရဲ့အသက်တာထဲမှာယင်ဝမှာဒဏ်ရာရှိကောင်းရှိမယ်နောက်ကျောမှာဒဏ်ရာရှိကောင်းရှိမယ်အိုးမိသားစုထဲမှာအမျိုးတွေထဲမှာလုပ်ငန်းထဲမှာသာသနာထဲမှာရခဲ့တဲ့ဒဏ်ရာတွေအိုးအဲ့ဒီဒဏ်ရာတွေကြောင့်ဘဝပြက်မယ်လို့မထင်ထားပါနဲ့တန်ရှင်းသောဝိညာဉ်တော်ဖယားမဆာမယ်ဝိညာဉ်တော်မဆာပါတည့်ရဒီအရာတွေကတတ်သိခံစရာဖြစ်လာမှာဖြစ်လို့ယေရှုတင်တယ် ကျွန်တော်မစားအရောက်တိုင်းတက်တာကိုအံ့နှံ့မယ်အကောင်းဆုံးဖခင်နဲ့တွာလာပြီးတက်တည်ခံရတဲ့အခွင့်ရပါစေအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖခင်အာမင်အာမင်ဘေးကလူကိုနှုတ်ဆက်လိုက်ယနေ့တန်ရမနေ့ပြင်တက်တည်ခံစရာဖြစ်လာမယ်အာမင် God bless you